ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒါချင်းနှစ်ယောက်ကသူတို့ကြိုက်တဲ့ကောင်မလေးတွေနဲ့မင်္ဂလာဆောင်ပြီးလာကြပါတယ်အဲ့နောက်မှာအငယ်ဆုံးသားကလည်းငါဘာလို့နောက်ကျကျန်နေရမလဲလို့တွေးခဲ့ပါတယ် ိနောက်မှာသူကလည်းသူကြိုက်တဲ့ကောင်မလေးနဲ့လက်ထပ်လိုက်ပါတော့တယ်။ချွေးမကြီးနှစ်ယောက်ကတော့ သူတို့ရဲ့ကံကြမ္မာပေါ်မှာငိုနေကြပါတယ်။ဒါပေမဲ့တတရမြောက်ချွေးမကလည်းအဲ့ဒီအိမ်ကိုရောက်လာပြီးတဲ့နောက်သူ့ကံကြမ္မာကတော့ပျက်စီးသွားတာပဲလို့ခံစားရပါတယ်။ချွေးမကြီးအုံမက ပြောပါတယ်။ဘာဖြစ်တယ်လဲတွေ့တာရဲ့နေ့မျက်လုံးထဲမှာမျက်ရည်တွေနေ။ဘာဖြစ်ရောမလဲအမရဲ့ကိုနေမင်းကညီမနဲ့တွေ့ဖို့လာရင်လည်းသူကချမ်းသာရင်မိသားစုကသာဖြစ်တဲ့အတိုင်းဝတ်စားစီရင်ပြီးတော့လာရလေ။ သူ့ရဲ့ချူသားရဲ့ဇကားရီနဲ့သူကကျမစီမှာလက်ထပ်ခွင့်တောင်းလိုက်တယ်။ဒီလိုလာပြီးမှကျမဆင်းရဲသားရင်အိမ်ကိုရောက်လာတယ်ဆိုတာကိုသိလိုက်ရတာ။ငါ့ကိုလည်းကိုစုံမျိုးကဒီလိုပဲလှေစားခဲ့ရပဲ။ဒါပေမဲ့လည်းကြီးကြီးကျယ်ကျယ်လုပ်ပြီးတော့ဘာမှမထွက်လာပါဘူး။ငါကငါ့ရဲ့တန်းကျွယ်တဲ့အဖေရဲ့တူရီတော်သမီးလေး။သူ့ကိုကြိုက်ပြီးတော့ငါကအားလုံးနဲ့ဆက်ဆံရေးကိုဖျက်ခဲ့ရပဲ။ပြီးတော့ဒီကိုလိုက်လာလိုက်တာ။သူတို့နှစ်ယောက်ရဲ့စကားတွေကိုကြားပြီးနှင်းမြကပြောခဲ့ပါတယ်။ ဒီဘက်မှာလည်းဒီလိုပဲဖြစ်တန်းခဲ့ရတာပါကျမတွေးထားတာကတော့ရဲရဲအိမ်ကိုသွားပြီးတော့ပြေရလိမ့်မယ်ပေါ့လေဒါပေမဲ့ဒီကိုရောက်လာတော့ကောင်းကောင်းချီကိုဆက်ပြီးအိပ်ဖို့တောင်မှနေရာမရှိဘူးဒီချိန်မှာဒေါတိတာကအိုးလိုက်ပါတယ်အားလုံးပဲမှာသွားသိနေရလဲဒီနေ့ထမင်းမချက်ကြတော့ဘူးလားငါသိရဲ့အားလုံးထိုင်ပြီးတော့အတင်းပြောနေကြတာပဲဖြစ်ရမယ်ချမ်းသာတဲ့အိမ်ကနေလာတယ်ဆိုပြီးတော့သူတို့အလုပ်ကိုသူတို့ရဲ့အလုပ်သမားတွေကိုလာလုပ်ပေးမှာမဟုတ်လို့လားဥမာကပြန်ဖြေလိုက်ပါတယ် လာနေပါပြီမေရဲ့အခုကနေရသည်မှာမိဖုကြောင့်နဲ့ကိုသွားရင်ဒီလောက်လူတွေအများကြီးအတွက်စားစရာတွေကိုလောက်ရတာလေကိုယ့်အမဆိုရင်ငါတို့ကတခါမှလက်ဖိရတော့မှဖျော်ခဲ့ဘူးတာမဟုတ်ဘူးဒီမှာတော့ရူဒီဒီကိုလိမ့်လိမ့်ပြီးတော့လက်ချောင်းတွေလည်းနွမ်းလာပြီတော့နှစ်မြတွားကြစို့တွေ့တာကတော့သူတို့သမီးအစ်စ်ဆိုတော့ तू ကတော့အနားယူလိမ့်မယ်နောက်လင်းငါရဲ့လောက်ပါပဲပြီးရင် तू လည်းမိဖုကြောင့်နဲ့မှပင်မရတော့မှဒေါတိယာရဲ့ချွေးမသုံးယောက်လုံးကမိဖုကြောင့်တစ်ခုရင်းပါပဲချက်ရပါတယ် အစားအသောက်တွေအများကြီးကိုချဲ့ရတော့အားလုံးကရမ်းပင်ပန်းကြပါတယ်။ဒါကြောင့်အားလုံးကမကြခဏအငင်းခုန်တွေဖြစ်နေကြပါတယ်။ရဲနေငယ်ကြမှာတော့ကျောင်းမညီမချုံနေပြီးပြီးရူဒီယိုရောက်မှပဲဖုန်လိုက်တော့ညီမဒီလိုအပူထဲမှာဒီလောက်ရူဒီအများကြီးကိုမလုပ်ဘူးဘူး။ငါဘာလို့ရူဒီယိုလောက်ရမှာလဲ။ငါဟင်းနေလည်းပြင်ဆင်ထားရသေးတယ်လေ။မရပါဘူးငါမလုပ်နိုင်ဘူး။ငါအပူထဲမှာထပ်ပြီးတော့လည်းမရက်နိုင်တော့ဘူး။ နင်းမြကရူတီဖုတ်တဲ့အလုပ်ကအခုသူ့စီရောက်လာတော့မေးလို့တွေးခဲ့ပါတယ်။ဒီတော့သူကရုတ်တရက်ခေါင်းကိုကန်ပြီးထိုင်လိုက်ပါတယ်။ပြီးတော့អိုလိုက်ပါတယ်။အမလီမလီငါကအမလီရာဒီဝူတို့ကပို့တော့ခေါင်းကလုံလုံးခေါင်းတွေပေါက်ထွက်တော့မယ်။ဒီလိုကဘယ်ဝမှမဖြစ်ခဲ့ဘူး။ငါခန်းထဲကိုသွားလိုက်အောင်မယ်နော်။မဟုတ်လို့ရှိရင် အခုဒီမှာပဲတတိမိသွားလိမ့်မယ်ထင်တယ်။ဒီလိုပြောပြီးသူကသူ့အခန်းထဲကိုလှင်မြန်စွာပြေးသွားလိုက်ပါတော့တယ်။အခုတော့ Twitter နဲ့ Omar တို့နှစ်ယောက်လုံးက တယောက်နဲ့တယောက်ရဲ့မျက်နှာကိုငေးကြည့်နေကြပါတယ်။တွေးတာရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်။သူကဆင်းရဲတဲ့ရောက်ခမာကြီးမှာဒီလိုအခက်ခဲတွေဖြစ်နေမယ်လို့တခါမှမတွေးခဲ့ပါဘူး။ဒီချိန်မှာအဲ့ဒီကိုဒေါ်တိရာရောက်လာခဲ့ပါတယ်။ပြီးတော့တွေးတာရဲ့မျက်လုံးထဲမှာမျက်ရည်တွေကိုတွေ့ပြီးပြောခဲ့ပါတယ်။ဘာဖြစ်တာလဲချွေးမ။ဘာလို့ငိုနေရလဲ။အုံမကမျက်နှာစုပ်ပုတ်ပြီးပြောခဲ့ပါတယ်။ဘာဖြစ်မလဲအမေရဲ့။ကျမတို့ကတော့တီးခတ်လိုက်တယ်။ ဒါပေမဲ့အခု Twitter တလောက်ပူရဲမှာ Rudio မလုံနိုင်ဘူးတဲ့ချမ်းသာတဲ့အင်အားကောင်းမလေးတွေကနှွေရာသီမှာဒီလိုမိခုကြောင့်တိတိလေးမှာအစားတောက်တွေအများကြီးကိုချက်ရင်တော့ပြဿနာတော့ရှိမှာပဲလေ။အော်နင်တို့တော့ရောငါအတင်းချက်ချွေးမဖြစ်နဲ့ခေါ်လာတာဆိုတော့လေ။အဲ့ဒီချိန်တုန်းကတော့နင်တို့တွေကငါသားတွေနဲ့မင်္ဂလာဆောင်ဖို့အရန်ကိုအလင်းလို့နေရလေ။ဒီချိန်ကျမှငါသားတွေရဲ့စိတ်ရတာကိုမတွေ့ခဲ့ဘူးလား။အခုခံပေါ့။ကျမတို့ရေအယူဖြစ်သွားခဲ့ရပဲ။ဒါပေမဲ့အမားကျမတို့ရဲ့အမားမဟုတ်ဘူး။အမိသားတွေရဲ့အမားပဲ။ သူတို့ကလေကျမတို့လှည့်စားပြီးတော့ဒီကိုခေါ်လာခဲ့ရာအခုတော့မိလိုက်ပါတော့အကယ်လို့ထမင်းထက်ခိုင်းကျင်တယ်ဆိုရင်ဒီနေရောက်တော့မိဖို့ကြောင့်မှကျမကိုလာကူလို့ပြောမဟုတ်ဘူးဆိုရင်တော့ကျမတယောက်တည်းမချက်နိုင်ဘူးစားကျင်တဲ့သူစားမစားကျင်တဲ့သူအငက်နေပါစေနင်းနေနေထမင်းနေဘလို့ပဲဖြစ်ဖြစ်ငါခင်းမဆိုင်ဘူးနေရပါချင်နေရလေထမင်းချက်ဖို့အတွက်ငါးရင်တို့ဒီလောက်လိုက်မြောက်ပေးနေရမှာလားအခုဒီငါရဲ့ခြေရလက်တွေကအကောင်းတိုင်းရှိနေသေးရဲ့လေငါကိုယ်တိုင်ငါဟာငါချက်စားနိုင်နေအလုံးကိုတက်ကိုချက်ချက် တမက်အကယ်လို့ငါ့ရဲ့မိဖို့ကြောင့်မှတရယောက်ကခြေချမယ်ဆိုရင်တော့ငါဆိုမဆိုနေတော့ဒီနေ့ကစပြီးတော့နင်တို့၃ယောက်လုံးရဲ့မိဖို့ကြောင့်တက်တက်စီပဲချွေးမ၃ယောက်လုံးကရင်ကူပျော်ရွှင်သွားကြပါတော့တယ်။ဘာလို့လဲဆိုတော့ခွဲခွာပြီးနေရင်သူတို့တွေကသူတို့ကြိုက်တဲ့စားတောက်တွေကိုပဲနည်းနည်းစီချက်ရမှာပါ။ဒါပေမဲ့ခဏကြာမှတော့အားလုံးရဲ့ပျော်ရွှင်မှုကစိုးရိမ်မှုအဖြစ်နဲ့ပြောင်းလဲသွားပါတော့တယ်။ငါတို့ရဲ့မိဖို့ကြောင့်တက်တက်စီဖြစ်သွားပြီ။ဒါပေမဲ့ငါတို့ထမင်းဥပမာချက်ကြမလဲ။ ဟုတ်တယ်မထမင်းဥပမာချက်ကြမလဲညီမတို့စီမှာမိဖို့ကြောင့်တခုရေးရှိရလေအဲ့တော့လေအမေရယူလိုက်တယ်မညီမတို့မိဖို့တခုကိုယူလာကြမယ်လေပြီးတော့သုံးယောက်တော့ဒီခြံဝင်းထဲမှာပဲကိုမိဖို့လေးတွေနဲ့ချက်ကြမယ်လေဒီလိုဆိုရင်လုံလဲဖြစ်တယ်ပြီးတော့တယောက်ကိုတယောက်ခရုစိုက်လို့ရတာပေါ့နုနှစ်ယောက်ကတော်တော်လေးကိုညံကောင်းကြတာပဲအခုမိဖို့ကိုဝယ်မလားဒါမှမဟုတ်မိဖို့ကြောင့်ပစ္စည်းတွေကိုဝယ်မလားငါတို့ရဲ့ယောက်ျားတွေကဒီလောက်လည်းမချမ်းသာဘူးလေငါတို့ကငါတို့မိဖို့ရဲ့ဆန္ဒတိုင်းလက်ထက်ခဲ့မယ်ဆိုရင် ခဝင်ပစ္စည်းတွေမှာမိဖို့တလုံးကိုရောက်အောင်ရတယ်။အမပြောတာမှန်ပါတယ်။သူတို့ယောက်ျားတွေရဲ့လစားကအဲ့ဒီလောက်မများပါဘူး။သူတို့ကအပြင်ကနေအုတ်ခဲတချို့ကိုတည်လာပါတယ်။ပြီးတော့အဲ့ဒီခြံဝင်းလေးတွေမှာပဲမိဖို့သုံးလုံးကိုစောက်လိုက်ပါတယ်။ရောင်မထင်းကတော့မပြတ်တော့ပါဘူး။သူတို့ကတော်ရီတော်ပြီးတစ်သားတွေများကြီးကိုယူလာခဲ့ပါတယ်။ညနေရောက်တော့သူတို့ယောက်ျားတွေကိုဖုံးဆက်ပြီးယောက်ကမရဲ့အမိန့်ကိုပြောပြလိုက်ပါတယ်။ပြီးတော့မိဖို့ကြောင့်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်းမှာလိုက်ပါတယ်။ သူတို့သုံးယောက်လုံးကသူတို့မိဖို့တွေပေါ်မှာချက်ပြုတ်ကြပါတယ်။အိမ်တစ်ခုလုံးမှာမိခိုးတွေပြည့်သွားပြီးတော့ဒီလိုပိုးတဲ့ရာသီမှဆိုအချင်းလေးကပူဆိုးတော့တာပေါ့။မြမမင်းရဲ့မိဖို့အပေါက်ကိုဟိုဘက်ကိုလဲလိုက်။ငါဘက်ကမိခိုးတွေရမ်းလာတယ်။ဘေးဦးလေးရမှာလဲမှဟိုဘက်မှာတွေ့တဲ့မိဖို့ရှိရဲ့လေ။ညီမကသူ့မိဖို့အပူကိုဒီလောက်တော့မှခံထားတာ။ဘယ်လိုလုပ်ရမလဲမရဲ့။အခုညီမတို့၃ယောက်ကဒီမှာတီးချစီအလုပ်လုပ်ရမှာဆိုတော့နည်းနည်းတော့တီးခဲ့ရမှာပေါ့။ သူတို့တွေကရဲအတော်ကြားတဲ့အချိန်ဒီလိုပဲချက်ပြုတ်ကြပါတယ်။ဒါပေမဲ့အိမ်မှာမိဖို့သုံးလုံးကိုမင်းမွေးထားတဲ့အတွက်ကြောင့်အပူရန်ကြောင့်သူတို့ရဲ့အချိန်တွေလည်းစိုးနေပါတယ်။အဲ့ဒီအပြင်ကုန်ကြစည်းတွေကလည်းများလာခဲ့ပါတယ်။တည့်ရမှာတော့ Twitter မင်းရဲ့မိဖို့ပေါ်မှာချက်ပြုတ်ခရေရလေးမင်းမျက်နှာမဲနေရပဲ။အဲ့ဒီပေါ်မှာအပူဖူးတွေလည်းထွက်နေရဲ့နော်ဒုက္ခပါပဲ။အမညီမကိုမိဘရင်မရှိတော့ဆိုရင်လေတလောက်၃ချိန်လောက်မျက်နှာကိုပေါင်းတင်တာ။ ညီမကအလှပြင်တင်တယ်လဲတက်ထားရေးလေဒါပေမဲ့ဒီကိုလောက်တော့ဒီဂရီတွေအားလုံးအသုံးမဝင်တော့ဘူးနင်းမြကသူတို့ပြောတာတွေကိုကြားတော့အံ့ဩသွားပြီးပြောခဲ့ပါတယ်ဘာနင်းလှပြင်တင်တယ်ကိုတက်ထားရလားဒါဆိုရင်ဒီမှာဆောက်လို့လေငါတို့လည်းနည်းနည်းပပတက်တယ်ငါလည်းနည်းနည်းကူညီပေးမယ်လေပြီးရင်ငါတို့စီမှာပတ်ဆက်ရလာမယ်အဲ့ဒီခါကျရင်ငါတို့ကုမီဖူးချောင်းလည်းပို့ပြီးကြီးအောင်လုပ်လိုက်မယ်လေစစ်ကူးရဲ့အိမ်မက်တွေရှောက်မှတ်မနေပါနဲ့ကြည့်အောင်မိဖို့ကမီးငိမ့်သွားပြီး ။နင့်ရဲ့ပင်ဟိတ်နေမကြက်ပဲနဲ့နေရုံပဲ။နောက်တစ်ခုထပ်ပြောရမလား။နင်တို့တွေကမိဖို့ကြောင့်အကြီးကြီးကိုစောက်ချင်တယ်ဆိုလို့ရှင်မိဖို့ကြောင့်ဘာလို့ခွဲလိုက်ကြသေးလဲ။ဒီမှညီမတို့သုံးယောက်လုံးရဲ့အမားပါမရဲ့။အမေကတခုခုပြောလိုက်တော့လည်းဘာဖြစ်လဲ။ညီမတို့ကထမင်းဟင်းကိုတိကျမချက်တင်ဘူး။အင်းတော့ဆိုရင်ညီမကရူဒီယိုလိုက်တယ်။ပြီးတော့ Twitter ရူဒီယိုဖုတ်ပေးတယ်။ပြတော့အမအဟင်းချက်ပြီးရေပကံနေလို့လေညီမတို့အလှည့်ကြစေးကြရေလေဒါပေမဲ့အခုတနေ့လုံးမီးမုန်နေရတာနဲ့အချိန်ကုန်သွားတယ် ူတို့သုံးယောက်လုံးကသူတို့ရဲ့အမောက်ကိုသဘောပေါက်လာကြပါပြီ။တင်းရမှာတော့သူတို့သုံးယောက်လုံးက မျက်စိနာသွားကြပါတယ်။ချွေးမသုံးယောက်လုံးကနေမကောင်းဖြစ်သွားကြပါတယ်။နှစ်ယောက်အထိထမင်းမချက်ဖြစ်ပါဘူး။ဒီချိန်မှာဇိုမျိုးကဒိုတိရစီကိုတွားလိုက်ပါတယ်။ပြီးတော့ပြောပါတော့တယ်။အမေကြီးအမေချွေးမသုံးယောက်လုံးကပူရဲရာသီကြောင့်နေမကောင်းဖြစ်နေကြတယ်။နေရရှိနေပြီ ထမင်းမချက်ရသေးဘူးအမေတအားတို့အားလုံးအတွက်ထမင်းချက်ပေးပါလားငါတယောက်တည်းကနင်တို့အားလုံးအတွက်ထမင်းချက်ပေးရမှာလား င်တို့ရဲ့မိမတွေကငါ့တယောက်တည်းအတွက်ထမင်းချက်ရရတာမှပူရဲဆိုပြီးပြောနေကြတာပြီးတော့နေကနင်တို့အားလုံးအတွက်ထမင်းချက်ပေးပါလို့လာပြောနေရေပေါ့တောဆက်မှာမချက်ပေးနိုင်ဘူးအဲ့ဒီအချိန်မှာချွေးမ300လုံးရောက်လာပြီးတော့ပြောခဲ့ပါတယ်မေအတူတူလှုပ်တဲ့အခါမှာ300လုံးကပူပေါင်းပြီးတော့မြင်းမြင်းဆန်းဆန်းပြီးအောင်လှုပ်ပြီးရေဒါပေမဲ့အခုတော့နွေရတီမှာကိုလို့ကိုပဲလှုပ်နေရတယ်မေအခုကျမတို့မလှုပ်နိုင်တော့ဘူးကျမတို့ပြန်ပြီးတော့မိမှုကြောင့်တစ်ခုတည်းမှာပဲထမင်းချက်ချင်နေတယ် ကျမတို့ပူးပေါင်းပြီးတော့အလုပ်လုပ်ကြပါမယ်။ဒီလိုဆိုရင်ဘယ်တော့မှဘသူမှစိတ်နှောက်ရှင်မဖြစ်တော့ဘူး။ပြီးတော့ကုန်ကြကြီးလည်းတက်သွားမယ်လေ။ကျမမှာစိတ်ကူးတစ်ခုရှိတယ်။ကျမကိုယ်ပိုင်လှပြဆိုင်လေးတစ်ခုကိုဖွင့်နိုင်မယ်။အဲ့ဒီကနေပတ်စံရလာလို့ရှိရင်ကျမတို့ကိုမီးဖို့ကြောင့်ကိုပို့ပြီးတော့ခင်မရလုံးလိုက်မယ်လေ။ဟာ။လေးရလာတက်သက်စီသမီးထက်ပြုတ်လိုက်တာနဲ့ငါရဲ့ချွေးမတွေကညံနေပွင့်သွားကြပြီပဲ။ဒါလေးအခန်းထဲကိုသွားကြမယ်။ငါနင်တို့အတွက်ချက်ပြုတ်ပေးပါမယ်။ အဲ့ဒီနောက်ချွေးမ300လုံးကပူပေါင်းပြီးအလံပြင်ဆိုင်တစ်ခုကိုဖွင့်လိုက်ပါတယ်။ပြီးတဲ့နောက်မှာချွေးမ300လုံးဟာမိဘကြောင်တစ်ခုထဲမှာပဲအတူတူချက်ပြုတ်ကြပါတော့တယ်။တနေ့ကျတော့သူတို့တွေဟာနေရာတိမရောက်ခင်မှာသူတို့မိဘကြောင်ကိုခင်မိအောင်လို့ပြင်ဆင်လိုက်ကြပါတယ်။ချမ်းသာတဲ့ချွေးမတွေရဲ့အိမ်မှာအခုမိဘကြောင်တစ်ခုပဲရှိပါတော့တယ်။အိမ်မှာသူတို့တွေကပျော်ရွှင်စွာနေပြီးချက်ပြုတ်ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပြီးခဲ့ပါအောင်နော်